အလုသမားတွေအတွက်အ ਨੇ ဆုံးလောက်ခသတ်မှတ်မှုနဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တွေဘက်ကစက်ယုံပိတ်သိမ်းမယ်လို့ပြောဆိုလာချိန်မှာမြန်မာနိုင်ငံလုံးဆိုင်ရာအလုသမားသတ်မှတ်ကများကွန်ရက်ကဥဆောင်ပြီးအ ਨੇ ဆုံးလောက်ခတရက်4000ရရှိရေးအတွက်ဇူလိုင်12ရက်မှာဆန္ဒပြခဲ့ကြပါတယ်။လောက်ခငွေ4000သတ်မှတ်ပြီး3600အလုမရှိအလုသမားအရေးတော်ပုံအောင်ရမယ်ဆိုတဲ့တောင်းဆိုချက်သုံးခုမှာအလုသမားရုံးကိုတင်ခဲ့ပေမဲ့3600အလုမရှိဆိုတဲ့နေရာမှာ အလုရှင်ထမ2500အလူမရှိလို့သာတောင်းဆိုရန်ပြောဆိုလာခဲ့တယ်လို့ကိုဝေဖြိုးမောင်ကပြောပြပါဗျ။စေယုန်နေပိတ်သိမ်းမယ်ဆိုတဲ့ပြောဆိုမှုတွေကိုအလုသမားတွေအနေနဲ့ကြောက်နေဖို့မလိုသလိုအစိုးရအနေနဲ့လည်းဒီလိုချင်းချောက်မှုတွေအတွက်အလုသမားတွေဘက်ကရည်တည်ပေးဖို့တောင်းဆိုခဲ့ပါဗျ။ ဒီဘက်ကပါချိန်နေဆိုဒီဘက်ကကျွန်တော်တို့သုပြုအကုန်လုံးဆောက်ရအောင်ဟုတ်လားအလိုမရှိဆိုတဲ့နေရာလေးမှာလုပ်ငန်းရှင်သုပြု2500ကိုအလိုမရှိဆိုတဲ့အစားသားလေးကြောင်းပြီးပါလားပေါ့နော်ကျွန်တော်တို့က2500ကိုအလိုမရှိတော့လုပ်ငန်းရှင်ကျွန်တော်တော့ကန့်ကွက်လို့မရဘူးလုပ်ငန်းရှင်ကဟိုအစိုးပြုရဆိုတာဒီလိုတရားဝင်အစိုးပြုရတာမဟုတ်ပါဘူးသူတို့ညီနိုင်မှာပဲအစိုးပြုရတဲ့အတွက်ကျွန်တော်တို့က2500ကိုအလိုမရှိဆို3600ကိုအလိုရှိလို့ဖြစ်တယ်မကျွန်တော်3600နဲ့ကျွန်တော်4000တောင်းတာအဲ့တော့ကျွန်တော်ဒီစားသားကိုပြင်လို့မဖြစ်ဘူးကျွန်တော်တို့ကအများသောလူငယ်လောက်ကကျွန်တော်အောင်းတော်ပိုင်းနဲ့ပြင်လို့မရဘူးပေါ့နော် အနေဆုံးလောက်ခအလားသာတရက်၄00ရရှိရေးအတွက်အလုံသမား600ကျော်ဟာလိုင်းသားရမီးခွေဈေးကနေရန်ကုန်ညောင်တုံးလမ်းမြို့နယ်အားကစားကွင်းအထိလမ်းလျှောက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။အလုံသမားတွေအနေနဲ့တနေ့2500ဆိုတဲ့အလုံရှင်ရဲ့ဆန္ဒကိုထည့်သွင်းစဉ်းစားဖို့မလိုသလိုကုန်ဈေးနှုန်းတွေမြင့်တက်လာမှုကြောင့်တနေ့၄00ဆိုတာတောင်တော်တော်မလွယ်ကူဘူးလို့ရှင်းနေဦးထေးကပြောပါတယ်။အလုံရှင်တွေအနေနဲ့အလုံသမားဥပဒေကိုလိုက်နာတာနေပါသလို့ အချို့စိတ်ယုံနေမှာခွင့်မရတာမျိုးတွေလည်းရှိသေးတယ်လို့ဆိုပါရယ်လူမားတွေဆန္ဒကိုမစင်စားနိုင်ဘူးလက်ပြစဝင်နေရေးပေါ့ပုံစံလုံးနဲ့အဲနေထိုင်စိတ်တွေတွက်လိုက်အဲအတွက်လိုက်ကြေးရမြတာတဲ့နှုံလာအလုံးလုံးထပ်ပါဦးသူတို့ကကျွန်တော်တို့အလုံးချင်းဆန္ဒအလုံးမားဆန္ဒတဲ့လက်ပြဘုရားမှာရှိရပုံစံလုံးနဲ့ဆုံးပြမယ်ဆိုရင်တော့လူကမားတွေဘုရားအနည်းဆုံး၄တောင်ကဘယ်လိုမှမရနိုင်ဘူးမားတွေကပြောနေကြပါအလုံးကမားဆိုတာចောင်းသားကနေပောက်ဖွာလာတာမို့ ခေတ်အဆက်ဆက်အပြန်အလှန်ဝန်းရံခဲ့ကြတာမှလာရောက်ပူးပေါင်းခဲ့တဲ့တက္ကသကျောင်းသားကုပြည့်စော်ကတော့စက်ယုံနေပြိပြီးပြန်မယ်ဆိုတာစိန်ခေါ်နေတာဖြစ်တယ်လို့အလုသမားတွေကလည်းတန်ရတန်ကြီးသာတောင်းဆိုနေတာမှပြဿနာမကြီးထွားလာခင်လက်ရောပြေးဖို့တောင်းဆိုခဲ့ပါတယ် ကျောင်းကျောင်းသားတွေကလာအလုသမားတွေကိုလာဝိုင်းရံတယ်ဆိုတာအလုသမားတွေကလည်းကျောင်းသားတွေကိုပေါက်ွားတာပဲလေအဝတ်ရင်ရင်တို့ကလည်းဒီကျောင်းသားတွေကအလုသမားတွေကိုဝိုင်းရံခဲ့ပြီးတော့တာရကတွေလည်းရှိတယ်ရင်တို့ကသခင်ပါဟိန်းတို့ကသခင်ပိုးလာကြီးတို့ဝိုင်းရံခဲ့တယ်အလုသမားတွေကိုဝိုင်းရံပေးခဲ့ပါတယ်ကျောင်းအချို့ဆက်ယုံတွေကပြန်မယ်ပြောကြတယ်အချို့ဆက်ယုံတွေကသူတို့ဆက်ယုံပိတ်သိမ်းမယ်ရောအလုသမားတွေကိုရောချေးလည်းမပေးဘူးပေါ့နော် ဒီလိုမပေးခြင်းရပါလဲဆိုတော့ဒါကျွန်တော်တို့နိုင်ငံတော်စိုက်ခေါ်လိုက်တာပဲဒီပြဿနာမကြီးထွားခင်အမြန်ဆုံးဖြေရှင်းပေးပါသူတို့လိုချင်တဲ့ပတ်စံအားလည်းတန်ရာတန်ကြီးထက်တောင်အများကြီးနေပါသေးရဲ့အဲ့တော့၄တောင်ဆိုတော့သူတို့ပယ်ကယ်ကိုပေးတင်ပါတယ်